မြစီမပရိသတ်များအားလုံးပဲမင်္ဂလာပါမြစီမရဲ့ဆက်သွယ်မေးမြန်းချက်အစီအစဉ်ကနေကြိုဆိုပါရစေဒီကနေ့မှာတော့အမေရိကန်အစိုးရကဆိုင်းငံ့ထားတဲ့အကူအညီအထောက်ပံ့ပေးရေးအစီအစဉ်တွေဒုက္ခသည်လက်ခံရေးအစီအစဉ်တွေနဲ့အတူအမေရိကန်အစိုးရရဲ့မြန်မာအရေးနဲ့မြန်မာနိုင်ငံအပေါ်မှာထားရှိတဲ့သဘောထားတွေကိုသိရှိနိုင်မှုအတွက် မေရိကန်နိုင်ငံလော့စ်အန်ဂျလိစ်မြို့မှာနေထိုင်နေပြီးတော့မြမအရေးစီလုံးစီယုံလုံးဆောင်မှုတွေကိုစစ်ဆက်မပြတ်လှုပ်ဆောင်နေတဲ့ဦးချင်းရွှေနဲ့ချင်းတိုင်းသူရှင်နေမတ်လုံခန်းပိုက်ပါတို့ကိုမြစိမကဆက်သွယ်မေးမြန်းသွားမှာဖြစ်ပါတယ်။အာကျမမတ်လုံခန်းပိုက်ပါနဲ့ဆရာဦးချင်းရွှေမင်္ဂလာပါရှင်။မင်္ဂလာပါ။โอเคဒီပြီးခဲ့တဲ့ January လထဲမှာအာဒီ American ရွေးကောက်ပွဲအနိုင်ရ Republican Party ရဲ့သမ္မတ Donald Trump က အာစံသစ္စာချင်းဆိုပြည်ရနာသူတို့အသူတို့အစိုးရတက်လာပြီပေါ့နော်ပြီးတော့ဒီတက်လာတဲ့ရပိုင်းအတွက်မှာပဲတကမာလုံးကိုလှုပ်လှုပ်ခတ်ခတ်ဖြတ်သွားစေမဲ့ဒီဆုံးဖြတ်ချက်တွေပြီးတော့အမိန်တွေကိုဇက်တိုက်ချမှတ်လိုက်တာရှိတယ်ပေါ့ဒီထက်မှာဒီမြန်မာအာနယ်ဆက်တကြောမှာထိုင်းမြန်မာနယ်ဆက်တကြောမှာရှိနေတဲ့အဒုက္ခတွေတွေပြီးလို့ရှိရင်နောက်ပြီးတော့ဒီမြန်မာနိုင်ငံကလွတ်လပ်သောမီဒီယာတွေနဲ့တခြားသောအ community အခြေပြုလူထုအခြေပြုထားတဲ့ NGO CSO အဖွဲ့တွေကိုအာထိခိုက်မှုအာတစိတ်တစ်ပိုင်း င်းရှိစေတဲ့ဒုက္ခသည်တွေကိုဆိုလို့ရှိရင်ထိခိုက်မှုအများကြီးရှိစေတဲ့ပေါ့နော်ဒီ US အရေးပေါ်အကူအညီတွေရပ်ဆိုင်းလိုက်တာတွေနောက်ပြီးတော့ DISP scholarship ရပ်ဆိုင်းလိုက်တဲ့အခြေအနေတွေပြီးတော့ဒုက္ခသည်ခေါ်ယူမှုအာ ရဆိုင်ထားတဲ့အခြေအနေတွေပေါ့နော်ဒီလိုအခြေအနေတွေအများကြီးဖြစ်သွားတယ်အာဒီဟာရီနဲ့ပတ်သက်ပြီးတော့အမေရိကန်အစိုးရရဲ့မြန်မာအရေးအပေါ်မှာဘလို့အခြေအနေဘလို့သဘောထားရှိနေတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့မင်းမြတ်သွားမှာဖြစ်ပါတယ်ခဏနေရပြောတဲ့အကြောင်းအရာတွေကိုတော့နောက်ပြီးရင်ဒီမကြခင်မှာပေါ့နော်ထပ်ပြီးတော့မင်းမြတ်ဆွေးနွေးသွားမှာသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ဆရာဦးချင်းချွေကိုမေးချင်တာပါ ဒီကျွန်တော်တို့သိထားတာကတော့ဒီသမ္မတဒေါ်နယ်ထရမ့်ကမြန်မာပြည်နဲ့ပတ်သက်ပြီးတော့သူစိတ်ဝင်စားမှုလက်ရှိချိန်ထိအားနည်းနေသေးတဲ့အခြေအနေရှိတာပေါ့နော်ဒါပေမဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကတော့မြန်မာပြည်နဲ့ပတ်သက်ပြီးတော့သူအာသိထားတယ်ပြီးတော့စိတ်ဝင်စားတယ်ဆိုတဲ့အခြေအနေမျိုးလို့ကျွန်တော်တို့အကြမ်းဖက်နားလည်ထားတယ်ဆိုတော့ဒီလက်ရှိမှာမြန်မာပြည်နဲ့ပတ်သက်ပြီးတော့အမေရိကန်အစိုးရရဲ့ တင်နာလဲထားမှုအခြေအနေမြန်မာအရေးပေါ်မှာသူတို့ဘလောက်တည်နေလဲပြီးတော့ဒီမြန်မာအရေးနဲ့ပတ်သက်ပြီးတော့ American အစိုးရရဲ့သဘောထားကလက်ရှိအခြေအနေမှာဘလို့အခြေအနေရှိနေလဲဆိုတာကိုအရင်ဆုံးအာပြောပြပေးစေချင်ပါတယ်ဆရာမာကိုရူဘီယိုကတော့ဗမာအရေးကိုနော်တို့တွေတည်သလောက်2017ခုနှစ်လောက်ထဲကစပြီးတော့လုပ်တာလေနော်အခုဟိုဘာမန့်အက်ထွက်လာပြီးတော့နောက်ပိုင်းတောင်မှနော် ူဒီနိုင်ငံရေးဝန်ကြီး Blinken ကိုလေသူစာရိပ်ပါရေးဘူးတယ်အဲ့ဒီ Burma Act ကိုပိုထိရောက်အောင်လုပ်ဖို့လို့ပါတော့လေပြီးတော့ဒီဟို Rohingya genocide လေအဲ့ဒါ determination ပေါ့နော်အဲ့ဒါဆုံးဖြတ်မှုမှာလဲသူဟိုဥဆောင်ဦးရလုပ်ပြီးတော့လေပါခဲ့တယ်ကွာပါခဲ့တယ်ဆိုတော့သူကဒီဟိုမြန်မာအရေးကိုသူအခုအစိုးရထဲမှာအတိဆုံးဆိုတော့လေနော်အဲ့တော့အဲ့ဒါတစ်ခုကတော့ကောင်းတာပေါ့ အဲနောက်တစ်ခုကကြတော့ तू ကဒီဟိုတရုတ်ရဲ့နော်ကိုတုံ့ပြန်ဖို့ပေါ့နော်တရုတ်အဲ့တို့သူတို့အာနာဟိုကျေပြတ်အောင်လုပ်တဲ့ဥစ္စာကိုတုံ့ပြန်တဲ့နေရာမှာ तू ကပါနေတာတော်တော်ကြာပြီနော်သူ့ကိုဟိုတရုတ်ပြည်ကတောင်တခါတော့က sanction လုပ်ထားတာနော်နောက်ပြီးတော့ तू အဲ့ဒီ Hong Kong မှာအဲ့တို့ democracy human rights ပေါ့လေအဲ့ဒီလူအခွင့်အရေးတို့ democracy တို့အဲ့ဒါအတွက်ကို तू ဟိုဥပဒေပြုတ်ပေါ့လေဒီကွန်ဂရက်မှာသူအဲ့ဒါတွေလုတ်ခဲ့ဦးတယ်အဲ့တော့သူအဲ့ဒီတရုတ်ကိုနော်အဲ့ဒီဟိုမကောက်နာလုတ်ရင်ဒါစီပေးဖို့လေအဲ့ဒါမျိုးတွေကြရင်သူတို့စိတ်ဝင်စားမြင်နေတူတယ်နော် အဲဟုတ်ကဲ့ဆရာဆိုတော့ဒီမကြာခင်ကပေါ့နော်ဒီ January 24နဲ့29ကြားထဲမှာ24ရက်နေ့ကတော့ဆုံးဖြတ်ချက်ချလိုက်တယ်ပေါ့အတည်ပြီးတဲ့လုပ်ငန်းစဉ်လုပ်တယ်ပေါ့ USA ပြည်အောက်ကနေသွားနေတဲ့အရေးပေါ့အကူအညီထောက်ပံ့တွေကို3လကြာရပ်ဆိုင်းပြီးတော့စီစစ်မဲ့ကိစ္စပေါ့နော်ဒီကိစ္စမှာဒီထားမြတ်မာနေဆက်တကြောမှာရှိနေတဲ့ဒုက္ခသည်စခန်း6ခုကဒီစေယုံစေကန်တွေ ချက်ချင်းပိတ်သိမ်းလာရတယ်ပြီးတော့ဒီသတင်းမီဒီယာတွေနဲ့ NGO CSO အဖွဲ့တွေမှာလည်းဒီ USA ကနေတဆင်ရနေတဲ့အကူအညီတွေခေတ္တရပ်ဆိုင်းသွားတဲ့အခြေအနေမျိုးဖြစ်တယ်ပေါ့နော်ဆရာဆိုတော့ဒီ၃လစီစဲမယ်ဆိုတဲ့အခြေအနေမှာပေါ့သူတို့ဘလို့ဟိုတွေကိုစီစဲဖို့ရှိနေတယ်လို့သိထားလဲပြီးတော့ဒီဒီပေါ့နော်ဒီ၃လကျော်သွားပြီးတဲ့နောက်ပိုင်းမှာရောမြမဘက်ကဒီဒုက္ခသည်တွေရဲ့အခြေအနေတွေပြီးတော့ဒီအဖွဲ့အစည်းတွေရဲ့အခြေအနေပေါ့နော်သူတို့ပြန်ပြီးတော့ခွင့်ပြုလာနိုင်မယ်အလားအလာရောရှိလား ဒီဒီဟာနဲ့ပတ်သက်ပြီးလည်းပြောပြပေးစေချင်ပါတယ်။ Okay တို့နားလည်သလောက်လေဒီ executive order ကိုကြည့်တော့ဒီ USA ကသူအိတ်ပေးတာအဓိကအတားအစားနှစ်မျိုးရှိတယ်နော်အဲ့လို humanitarian aid ကဟိုလူမှုရေးဆိုင်ရာအကူအညီပေါ့လေအဲ့လိုအစားအသောက်ပေးတာတို့ဆေးဝါးပေးတာတို့နော်အဲ့လိုဟိုနေရာထိုင်ခင်းပေးတာတို့အဲ့ဒါမျိုးတွေက humanitarian now the development assistant ဆိုတာဒီသတင်းဌာနတွေပဲဒီက development assistance အောက်မှာပါမယ်နဲ့တူတယ်เนาะပြီးတော့မှဒီ democracy အရေးပါညာအဲ့ရာမျိုးတွေကိုပညာပေးတာတို့ပါတို့လေနောက်ပြီးတော့အခုဟိုဒီလို scholarship ပေးတာတို့ပါတို့အဲအဲ့တော့ဒီ executive order တွေမှာ development assistance ပဲပါတယ်လို့တို့တွေဟို interpret လုပ်တယ်ပါเนาะအတိအပြေကောက်တယ်ဘာလို့ဆိုအဲ့လိုရေးထားတာအော ပြီးလို့ရှိရင်ဒီ Marco Rubio က program တွေကိုချိန်ပြီးတော့เนาะသူ waiver ဆိုတာလေဟိုဘယ်လိုခေါ်မလဲချက်ချင်းဟိုလွတ်လိုက်လို့ရတယ်เนาะလို့ပြောလို့ရှိရင်သူမြန်မြန်စစ်စစ်ပြီးတော့သူစစ်စစ်ပြီးလို့ရှိရင်တခုချင်းလွတ်လို့ရတော့ပေါ့เนาะအဲ့တော့အဲ့ဒီအခြေအနေရှိတယ်ပြီးတော့မှဟိုဒီပိတ်လိုက်ပြီးတော့ဘယ်တော့မှမကြောက်နှစ်ရက်လောက်ပဲကြာတယ်နဲ့တူတယ် သူတို့ဒီ humanitarian assistance ကိုသူတို့ပြန်ဖွင့်လိုက်တယ်ပိတ်တဲ့ဥစ္စာကိုနော်အဲ့ဒီမဖွင့်တာအဲ့ဒီ humanitarian လုပ်တဲ့အထက်မှာအဲ့ဒီလိုဟိုကိုဝင်ဖျက်ချတာတို့ပေါ့လေ abortion တို့ပြီးတော့မှဒီလိုဟို transgender နော်အဲ့လိုဟိုလိင်ပြောင်းတဲ့နော်အဲ့ဒီဟိုခွဲစိတ်ရေတို့ဘာလို့အဲ့ဒါတွေမပါလို့ရှိရင်သူတို့ခွင့်ပြုတယ်ပြောတယ်အဲ့တော့ဒီလူမှုရေးဆိုင်ရာအကူအညီကပြန်ပွင့်နေပြီနော်အခုအဲ့လို ဟို development assistance ပဲသူတို့ဟိုကလုပ်မှာပေါ့လေဟိုကိုပြန်စီစစ်မှာပေါ့ပြီးတော့မှအဲ့ဒီဟို Marco Rubio ကသူဒီ Megan Kelly နဲ့ဟိုတနေ့တုန်းကသူ interview လုပ်တယ်အဲ့ဒီ interview ကဟိုအများနားထောင်တဲ့နဲ့တူတယ်သူဒါသူတို့နိုင်ငံခြားရေး policy ပဲလေအဲ့ထဲမှာသူထည့်ပြောသွားတာကသူတို့အခုဒီ USAID ကပေးတဲ့အကူအညီရဲ့ စနစ်တသမ5ရာခိုင်နှုန်းလောက်ပဲသူတို့ဒီဒုက္ခတွေအစီရောက်တယ်ပေါ့လေအဲ့တော့အခုအခုအဲ့လိုဟိုဝင်ဆောင်မှုပေါ့နော် overhead ကတိတ်များနေတယ်အဲ့တော့အဲ့ဓာတွေကိုသူတို့စီစစ်မှာဆိုပြီးတော့သူတို့အဲ့ဓာပြောပါတယ်နော် ဟုတ်ကဲ့ဆရာတလက်စာထဲမှာပဲဒီအာဆရာဦးချင်းကျွေကိုပဲနောက်ထပ်မေးခွန်းတစ်ခုထပ်မေးလိုက်ချင်ပါတယ်။တမရဂျိုးပိုက်တန်လက်ထက်တုံးကလက်မရည်ထိုးအတီးပြူထားပြီးတော့အာထားရပေါ့နော်ဒီဘာမာအက်ရဲ့ဆက်ဆက်ပြီးတော့ဘလို့ရှိနေလဲဒီဘာမာအက်ရဲ့အခြေအနေကရောဘာမာအက်ကလွတ်တော်အတီးပြူထားတဲ့ဥပဒေနော် It's a law နော်ဥပဒေဖြစ်နေပြီပြီးတော့မှ Republic or Democrat ကိုသူတို့ bipartisan နေပါတီနှစ်ခုစလုံးကအတီးပြူထားရဆိုတော့ဒီဥစ္စာက ဟိုဖျက်ဖို့မလွယ်ဘူးเนาะဒါပေမဲ့အဲ့ဒီကပေးတယ်အကူအညီတွေက USAID ကတဆင့်ပေးရတာဆိုတော့เนาะ USAID ကအလုံးမလုံးနိုင်လို့ရှိရင်ဒီဟိုအကူအညီတွေကရပ်နေမှာပေါ့လေ ဟုတ်ကဲ့ဟုတ်ကဲ့ဆရာနောက်ပြီးတော့နောက်တစ်ခုကတော့ဆရာမလုံခန်းပိုင်ပါကိုမေးချင်ပါတယ်ဒီ American အစိုးရက January 28ရက်နေ့မှာဒုက္ခသည်လက်ခံရေးအစီအစဉ်ကိုရပ်ဆိုင်းထားတယ်ပေါ့နော်ခိတရပ်ဆိုင်းဆိုင်းငံ့ထားတယ်အဲဒါကြောင့်ဒီတိုင်းမြန်မာနယ်စပ်တကြောမှာရှိနေတယ်အမေရိကန်ကိုသွားဖို့အတွက်စောင့်နေတဲ့ဒုက္ခသည်တွေ ကခီးစင်တွေရက်တန်သွားတယ်ပေါ့နော်တဆုပ်ဆုပ်လိုချင်းဒီလင်းလက်မှတ်ရပြီးသားဝယ်ပြီးသားအခြေအနေတွေဖြစ်တာဒါပေမဲ့သူတို့လင်းမတက်ရတော့ဘူးဆိုင်းငံ့သွားတဲ့အခြေအနေမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့အသေးစိတ်အရှင်းပြပေးစေချင်ပါတယ်ဒါတွေကဘသူတွေကိုရော့ထပ်ပြီးတော့တက်ရောက်မှုရှိနေနိုင်သေးလဲ ဟုတ်ကဲ့ပါဟုတ်တယ်ဒီ present trump က january 20ရက်နေ့မှာသူ executive order 200ကျော်ကျော်လောက်ထင်းတယ်သူလက်မှတ်ထိုးသွားတယ်အဲ့ဒီထဲမှာ immigration နဲ့ပတ်သက်တဲ့ executive order ဆိုလို့ရှိရင်အနည်းဟိုတစ်ဆယ်ပတ်ဝန်းကျင်လောက်ပါလာတယ်အဲ့ဒီတစ်ဆယ်ထဲမှာတစ်ခုကတော့ဒီဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ဟာဖြစ်တယ်အဲ့ဒါကိုသူတို့အင်္ဂလိပ်လို realigning the united states refugee admission လို့ခေါ်တယ်ဆိုတော့ us မှာဒီဒုက္ခသည်တွေကို လက်ခံရေးနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ဥပဒေဥတီချက်ကို ပြန်ပြီးတော့အကြည့်ရှုရေးလို့လို့အိပယ်ခေါ်လို့ရတယ်ဆိုတော့အဲ့ဒီဥပဒေထဲမှာပါရေးထားလဲဆိုတော့အဲ့ဒီ executive order ထဲမှာပါရေးထားလဲဆိုတော့ဒီ US Refugee Admission Program လို့ခေါ်ရဲ USRAP ကိုအဆိုင်းငံ့ထားတယ်ဆိုတော့ဆိုင်းငံ့ထားတယ်ဆိုတဲ့အခါကျတော့ချက်ချက်ဒီ20ရက်နေမှာသူလက်မှတ်ထိုးရ29ရက်နေ့ကနေစပြီးတော့ဒီ January လပေါ့နော်စပြီးတော့ဆိုင်းငံ့ထားတယ်ဆိုတော့ဒါကတော့ indefinitely ဆိုင်းငံ့ထားတယ် ဒါပေမဲ့ရက်60အတော်တွင်းမှာဒီ DHS Department of Homeland Security နဲ့ Department of State တွေကိုသူတို့တွေက report ပြန်တင်ရမယ်လို့ပြောထားတယ်။အဲ့ဒီ report ထဲမှာ refugee ကိစ္စကို ပြန်ပြီးတော့ဆက်လုပ်ဖို့တင့်တော်သလားဆက်လုပ်မယ်ဆိုလို့ရှိရင် America ရဲ့အကျိုးသက်ရောက်မှုရှိမလားဆိုတဲ့ဟာကိုသူတို့ကတင်ပြဖို့ဖြစ်တယ်။ဆိုတော့သူရက်60တွင်းမှာတင်ပြပေးပြီးတော့သမ္မတကနေပြီးတော့ဆက်လက်ရဖို့ဆုံးဖြတ်တယ်ဆိုလို့ရှိရင်ဒါဆက်လက်ရသွားမှာဖြစ်တယ်။အဲ့ဒါကြောင့်မလို့အဲ့ဒီ29ရက်နေ့မှာပဲ ဒီအားလုံးဒုက္ခတဲ့အာ program ထဲမှာဝင်လာတဲ့လူတွေစီစစ်ပြီးသားလူတွေအကုန်လုံးလေရင်ပေါ်မှာဟိုလေရင်လက်မှတ်တွေရထားတဲ့လူတွေအကုန်လုံးကိုသူတို့ချက်ချင်းကို cancel လုပ်ထားလိုက်တယ်ဆိုတော့ဒီဟာကချက်ချင်းဘယ်လိုပြောမလဲတက်ရောက်တဲ့ဒီ executive order ဖြစ်တယ်ဆိုတော့အခုလောလောဆယ်တော့သူတို့ရက်ထားတယ် refugee ဆိုတဲ့အထဲမှာမြန်မာနိုင်ငံ ကနေ refugee လည်းအများကြီးပါတယ်ဒါပေမဲ့ဒီနိုင်ငံတနေငံလုံးပေါ့နော်တကဘာလုံးပေါ့နော်အပေါ်မှာပါဝင်တဲ့ဒီ refugee အနေနဲ့သတ်မှတ်ထားတဲ့ refugee program ကိုရက်ဆိုင်းငံ့ထားတာဖြစ်တယ် ဟုတ်ကဲ့ဆရာမပြီးတော့ဒီအာအမေရိကန်ထဲမှာရောက်နေပြီးသားတချို့တော့ဒီရွှေပြောင်းနေထိုင်သူတွေကိုအမေရိကန်အစိုးရဘက်ကနေပြီးတော့နေရပြန်ပို့နေတဲ့အခြေအနေတွေလည်းရှိရပါတော့เนาะဆိုတော့ဒီလိုပြန်ပို့တဲ့အခါမှာဘလို့လူမျိုးတွေကိုအဓိကပြန်ပို့တာလဲပြီးတော့ဒီလက်ရှိပြန်ပို့ခံထားရတဲ့သူတွေထဲမှာမြန်မာတွေရောပါနေပြီလားဘလောက်ပမာဏပါနေပြီလဲဟုတ်ကဲ့ um အဲ့တော့ပြင်ခင်ခုနကတော့ set set ဖြည့်စစ်မယ်ဆိုလို့ရှိရင်အဲ့ဒီဒီ refugee ကို resettle လုပ်တဲ့ program ထဲမှာလဲ US မှာ welcome course ဆိုပြီးတော့ဒီသမရဟောင်း Biden ကနေလောက်ထားတဲ့ program တခုရှိခဲ့တယ်ဒီဟာတွေကတော့အစိုးရကနေ sponsor မလုပ်ဘဲနဲ့ဒီ private sponsorship community sponsorship ကနေပြီးတော့ refugee တခွက်တွေကိုခေါ်လို့ရတဲ့ program လေးတခုဖြစ်တယ်ဆိုတော့ဒီ US refugee ကိုဆိုင်းငံ့ထားတဲ့အချိန်မှာဒီ welcome call ရဲ့ program အကုန်လုံးလက်ချက်ချင်းရပ်ပစ်လိုက်တယ်ဆိုတော့ဒီဟာက ဒီ refugee agency တွေကိုပဲအာခံရတာမဟုတ်ဘဲနဲ့ဒီ private sponsorship တို့ community sponsorship တို့ရဲ့ program တွေ welcome core နဲ့လောက်တဲ့ program ကိုလည်းအကုန်လုံးဆိုင်ငံ့ထားတဲ့ဟိုဆိုင်ငံ့ထားတာရောက်သွားတယ်ဗောနော်အဲ့ဒီအချိန်ရောက်သွားတယ်ဆိုတော့ခုနတော့ကမေးတဲ့မေးခွန်းကဒီပြည်နယ်နဲ့ခံရတဲ့အထက်မှာ um ဒီ executive order ထဲမှာဘယ်လိုမျိုးခွဲထားလဲဆိုတော့ဒီပြည်တွင်းမှာ US ရဲ့ပြည်တွင်းထဲမှာနေတဲ့ US နိုင်ငံသားမဟုတ်တဲ့လူတွေပေါ်ထိရောက်တဲ့ဥပဒေမျိုးပြီးလို့ရှိရင်ဒီ border ပေါ့နော်ဒီ net ဆက်မှာရှိနေတဲ့ဟာဝင်ခွင့်မရအောင်လုပ်တဲ့ဝင်ခွင့်မရအောင်ပုံပုံခက်ခဲအောင် ဆောင်ရွက်တဲ့ဥပဒေဆိုပြီးတော့နှစ်မျိုးခွဲလို့ရတယ်အဲ့ဒီ executive border ထဲမှာဆိုတော့အဲ့ဒီခုနကတော့ပြည်နယ်နဲ့ပတ်သက်တဲ့ဟာထဲမှာဘလို့ပါလဲဆိုတော့ um the executive order trumps liberal data ထားထဲမှာ ိုင်ဒန်ကနေအရင်တုန်းကသူ executive order ထုတ်ထားတဲ့တခုရှိတယ်။အဲ့ဒါတွေကပြည်နေနံပေးဖို့က priority က criminal တွေကို priority လောက်ရမယ်ဆိုတော့ executive order တခုသူထုတ်ထားတာရှိတယ်။အဲ့ဒါကို Trump ကနေအဲ့ဒါကိုပယ်ချပြီးတော့ good priority ကဟို criminal ပေါ့နော်ဒီရာဇဝမှုကျွလန်လူတွေမဟုတ်တော့ဘူး။ဒီနိုင်ငံမှာ immigration ဥပဒေကိုကျွလွန်တဲ့လူတွေအကုန်လုံးပါသွားတယ်ဆိုတဲ့အခါကျတော့ထိရောက်မှုကပုံမကျပြန့်သွားတယ်မြန်မာနိုင်ငံလူမျိုးတွေမဟုတ်ဘူးဒီမှာဆိုလို့ရှိရင် အာလက်တင်အမေရိကနေလာတဲ့လူတွေရှိတယ်ဟေရှန်တွေရှိတယ်အာဖဂန်နစ္စတန်တွေရှိတယ်ဆိုတော့ဒီပြည်နေနဲ့ခံရတဲ့ဟိုခံရတဲ့နိုင်ငံကတော့တော်တော်များလာတယ်ဟုတ်ကဲ့မှာအာဆိုတော့လေဒီ အမေရိကကိုသွားတဲ့သူတွေထဲမှာပေါ့နော်တချို့ကဒီကျောင်းသားဗီဇာနဲ့သွားကြရရှိတယ်။နောက်ပြီးတော့ travel visa ဗီဇာနဲ့သွားကြတာမျိုးရှိရပေါ့နော်။သွားပြီးတဲ့နောက်ပိုင်းမှာသူတို့ဗီဇာတက်တန်းလွန်ပြီးတော့နေနေတဲ့သူတွေလည်းရှိရပေါ့နော်။နောက်ပြီးရင်ဒီဒီကနေမှတစ်ဆင့် asylum ပြန်လျှောက်တဲ့အခြေအနေမျိုးတွေလည်းရှိနေရဆိုတော့ဒီလက်ရှိအာပြည်နယ်တန်ပေးခံရမဲ့သူတွေထဲမှာဒီလိုမျိုးဗီဇာတက်တန်းလွန်ပြီးတော့နေတဲ့သူတွေရောပါလာနိုင်လား။ ဆိုတော့ဒီပြည်နယ်နဲ့ခံရတဲ့လူတွေထဲမှာဘယ်သူတွေပါနိုင်လဲဆိုတော့ immigration ဥပဒေကိုကျွလွန်တဲ့သူတိုင်းလို့သူတို့ကရေးထားတယ်ဆိုတော့ဘာတွေကို immigration ကျွလွန်တဲ့လူလို့သတ်မှတ်လို့ရလဲဆိုတော့အခုလောလောဆယ်ဒီအာ immigration status မရှိတဲ့လူတွေတက်တန်းကုန်သွားတဲ့လူတွေ အာဒီကနေပြီးတော့ service center အပြည့်စုံမရှိဘဲနဲ့ဝင်လာတဲ့လူတွေဝင်လာတော့ကတော့ service center အပြည့်စုံရှိတယ်ဒါပေမဲ့အတောင်းတစ်ခုခုကြောင့်မလို့ immigration မှာတတ်မှတ်ထားတဲ့ဥပဒေတစ်ခုခုကိုကျွလွန်လို့ဥပမာအားဖြင့်သူ့တတန်းကုန်သွားတာတို့ဒါမှမလို့ရှင့်ရဲ့အာပြစ်ဒဏ်တစ်ခုခုပြစ်မှုတစ်ခုခုကျွလွန်မိတာတို့ဒီပြစ်မှုဆိုတာက criminal အဲမှာပြစ်ဒဏ်မဟုတ်ရင်တောင်မှ immigration အောက်မှာပြစ်ဒဏ်တော့တတ်မှတ်တယ်ဆိုလို့ရှင့်ဒါပြစ်ဒဏ်လို့တတ်မှတ်လို့ခံရတယ်ဆိုတော့အဲ့လိုအဲ့လိုမျိုးလူတွေကပြင်းအခုဆိုရင်ဒီ executive order ထဲမှာပါသွားတယ်ပေါ့နော်ဒီ criminal conviction ရတဲ့လူတွေတိမဟုတ်တော့ဘူးဆိုတော့အဲ့ကကြတော့ um now the executive order တခုရဲ့အပိုပိုပြီးတော့ကြက်တီးလာတဲ့ဥပမာဥပဒေတခုကဘာလဲဆိုတော့ဒီ work permit ရထားတဲ့လူတွေဒီမှာရှိကြတယ်ဒါပေမဲ့အခုသူတို့ကြည့်နေတာကတော့ဒီ work permit ရထားတဲ့ဆိုပေမဲ့ legal status ပေါ့နော်ဟို status က legal မဖြစ်သေးဘူးဆိုလို့ရှိရင်ဒီဟာကလည်းတို့ပြည်နယ်နယ်ခံရမလားဆိုတဲ့ဟာကိုဆွေးနွေးရတဲ့အချိန်ဖြစ်တယ်။ဆိုတော့ကျမတို့မြန်မာနိုင်ငံနေလာတဲ့လူတွေပဲဖြစ်ဖြစ်ဒီနိုင်ငံနေလာတဲ့လူတွေပဲဖြစ်ဖြစ်အခုဆိုရင် asylum လျှောက်ထားတဲ့ဟာတန်လန်းဟို pending ဖြစ်တဲ့ case တွေအများကြီးရှိတယ်။ဆိုတော့ pending ဖြစ်တဲ့အချိန်မှာသူတို့စီမှာ legal status ရှိတယ်လို့အမှတ်လို့မရသေးဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီ asylum status ကိုအာ approval မရသေးတဲ့အတွက်ကြောင့်မလို့ဖြစ်တယ်။ work permit ကတော့ရှိနေတယ်ဒါပေမဲ့ status ကတော့တူတူချာချာမရသေးဘူးဆိုတော့သူတို့တွေအတွက်ကလည်းနည်းနည်းစိုးရိမ်စရာဖြစ်လာနိုင်တယ် executive order ထဲမှာတော့ဒီလူတွေပါအကုန်လုံးခု exec ဟိုပြည်နယ်နဲ့ပေးရမယ်လို့တော့မတတ်မှတ်ထားဘူးဒါပေမဲ့အမ်ကြီးရတဲ့အခါကျတော့ပုံမကျက်တီးလာတဲ့သဘောတွေ့ရတယ်ဟုတ်ကဲ့ဆရာမနောက်ပြတော့ဗောနော်ဒီ2024ခုနှစ်နှစ်ကုန်ပိုင်းလောက်အချိန်နေမှာဗောနော်ဒီသမရဂျိုးဘိုင်ဒန်လက်ထက်မှာ ဒုက္ခတွေတော်တော်များများကိုသူအရေးအတွက်နည်းနည်းမြင့်ပြီးတော့ခေါ်သွားတဲ့သဘောမျိုးရှိတယ်ပေါ့နော်ဒီထိုင်းမြန်မာနယ်စပ်တကြောမှာရှိနေတဲ့အမေရိကကိုသွားဖို့အတွက်စောင့်နေတဲ့သူတွေလည်းတော်တော်များများထွက်ခွာခွင့်ရလိုက်တာတွေ့လာရတယ်ပေါ့ပြဒီလူတွေတန်းမှာဒီအမေရိကန်အစိုးရရဲ့ sponsor ပေးတဲ့အခြေအနေနဲ့သွားတဲ့သူတွေလည်းရှိတယ်ဆိုတော့အမေရိကကိုတော့ရောက်ပြီးပြီးအမေရိကန်အစိုးရ sponsor နဲ့သွားတဲ့သူတွေဒီအမေရိကန်မှာရောက်ရှိနေပြီးသားမြန်မာတွေအတွက်ကရောဘလို့တက်ရောက်မှုရှိလာနိုင်သေးလဲ အခုမြန်မာပြည်ကနေဒီ refugee status နဲ့ရတယ်ဆိုလို့ရှင်တော့ status uh legal status ဆိုသတ်မှတ်လို့ရတယ် asylum ရပြီးပြီဆိုလို့ရှင်တော့ legal status ရှိတယ်လို့သတ်မှတ်လို့ရတယ် TPS ဆိုတော့ temporary protected status ဆိုတဲ့ဟာကနေဒီ US ကိုရောက်လာပြီးတော့ရှောက်တဲ့လူတွေကလည်းတကယ်လို့ရထားတယ်ဆိုလို့ရှင်တော့သူတို့စီမှာ legal status ရထားပြီးပြီလို့သတ်မှတ်လို့ရတယ် ဒါပေမဲ့အခုတလောသတင်းထဲမှာဗားရီတွေ့ရလဲဆိုတော့ဒီလိုမျိုး status ရှိတဲ့လူတွေတောင်မှအခုအာဘယ်လိုပြောမလဲ ICE ပေါ့နော် immigration uh and custom enforcement ice look correct ဖွဲ့စည်းကနေပြီးတော့ raid လောက်တာတော်တော်များတာတော်တော်အများကြီးတွေ့လာတယ်အဲ့ဒီထဲမှာလည်းအာ legal status ရှိတဲ့လူတွေပါသွားတယ်လို့ကြားရတယ်ဆိုတော့ပြန်လွတ်တာမလွတ်တာတော့အာပြန်လွတ်သူတို့ကပြန်ပြီးတော့လွတ်မယ်လို့တော့ယုံကြည်တယ်ဒါပေမဲ့ အခုလောလောဆယ်ကတော့သူတို့တွေကအသေးသေးချာချာမစစ်ပန်းနဲ့ဟိုဖမ်းတာများတယ်လို့တရင်ထဲမှာလွတ်ထားရဲပေါ့နော်ဒါပေမဲ့ကျွန်မကိုပိုင်နေတော့မတွေ့ရဘူးဒါပေမဲ့အဲ့လိုမျိုးခံရတဲ့လူတွေအများရှိလာတယ်ဆိုတော့ status ရှိတယ်ဆိုလို့ရှိရင်တော့ဒါကတော့ legally ရှိနေတယ်လို့သတ်မှတ်လို့ရတယ်ဒါပေမဲ့တကယ်လို့တက်တန်းကုန်သွားတာဒါမှမဟုတ်ရှင်လဲ work permit stat တက်တန်းကကုန်သွားလို့ပြန် renew မလုပ်ရသေးတဲ့လူတွေအဲ့ဒါမျိုးတွေဆိုလို့ရှိရင်တော့ဒါကတော်တော်သတိထားတဲ့အခြေအနေဖြစ်လာတယ် ဟုတ်ကဲ့ပါကျွန်တော်ဆရာဦးချင်းချွေဘက်ကိုပြန်လှည့်လိုက်ချင်ပါတယ်ဒီလိုအချိန်နေအရရအောက်မှာပေါ့နော်အမေရိကန်အနေနဲ့မြန်မာအရေးပေါ်မှာအာယုံစိုက်လာနိုင်ဖို့အတွက်ပေါ့မြန်မာဒေါ်လာရင်းအင်အားစုတွေနဲ့ဒီမြန်မာအတိုင်းဝိုင်းအနေနဲ့ဘာတွေဆက်ပြီးတော့လှုပ်ဆောင်မှုလိုအပ်မလဲပြီးတော့ဒီလိုလှုပ်ဆောင်တဲ့အခါမှာရောဘလို့အထက်လက်တွေကိုကန်ဆွဲပြီးတော့အမေရိကန်ကမြန်မာအရေးပေါ်မှာအာယုံစိုက်ဖို့လှုပ်လို့ရနိုင်မလဲဟုတ်ကဲ့နံပါတ်1ကတော့နော်သူတို့ဒီ တရုတ်ကိုเนาะတုံ့ပြန်မှုအဲ့ဒါကတော့အခုသူတို့ဒီအခုဒီဟို Trump cabinet ပေါ့เนาะသူတို့ဒီအစိုးရအဖွဲ့เนาะထိပ်ပိုင်းရလူတွေเนาะနိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုပြီးတော့မှကုလသမဂ္ဂเนาะဟိုအမဟိုတာမတ်ပေါ့เนาะအဲ့ဒီရွေးထားတာသူက confirm တော့မလို့ရသေးဘူးเนาะအဲ့ဒီ Elise Stefanik ီးတော့မှဒီ National Security Advisor ပေါ့နော်အဲ့ဒီဟို Michael Walls သူတို့တွေအကုန်လုံးက China Hawk ဆိုတာလေဒီမှာသူတို့အဲ့ဒီ Congress မှာအဲ့လိုဟို China Task Force ဆိုတာရှိတယ်အဲ့ဒီတရုတ်ပြည်သူတို့ကိုကနော်ကျူကျော်ရဲ့ဥစ္စာတွေကိုသူတို့ဘယ်လိုလုပ်ပြီးတော့တုံ့ပြန်မလဲပါညာပေါ့အဲ့ဒီက memory အဲ့တော့အဲ့ဒါကတော့သူတို့စိတ်ထဲမှာရှိနေပေါ့လေအဲ့ဒါနံပါတ်1ပေါ့အဲ့တော့နံပါတ်2ကကြတော့ ီနေရှားတတ်တူနော်ဟိုကချင်ကဟိုဆိုတော့ဟိုသူတို့တင်းလိုက်တယ်လေအဲ့ဒီနေရှားတတ်တူမိုင်းနေပါလေအဲ့ဒါကိုလေသူတို့ကတော်တော်ကြီးကိုနော်ဟိုအာယုံရှိတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သမရထရမ်တက်လာပြီးတော့မကြောက်ဘူးတရုတ်ပြည်ကအမေရိကကိုဒီနေရှားတတ်တူရောင်းတာကိုသူတို့ဟိုကလုတ်တာပေါ့ဆန်ရှင်လုတ်တဲ့သဘောမျိုးကလုံးဝပိတ်လိုက်တယ်ဆိုတော့ဒီမြေရှားတတ်တူအများစုကဗမာပြည်ကနော်ထွက်နေတယ် ဟိုမှာပြည်ကနေတဆင့်တရုတ်ပြည်သွားတရုတ်ပြည်ကနေတဆင့်ပြန်ပြီးတော့ export လုပ်တာဆိုတော့မနစ်တော့ဆိုလို့ရှိရင်တရုတ်ပြည်ကဒေါ်လာလုံးရဲ့မြေရှားတပ်ပြူ83ရာခိုင်နှုန်းကိုသူ export လုပ်တယ်ပေါ့နော်အဲ့ဒီ83ရာခိုင်နှုန်းနေရ90ရာခိုင်နှုန်းကဗမာပြည်ကဆိုပြီးတော့သူတွေဖတ်ရတယ်လေအဲ့တော့အဲ့နှစ်ခုကိုသူတို့တော်တော်အာယုံထားတာပေါ့နော်အာယုံထားတော့ဒီ China မြန်မာ economic corridor နော် ဒီဟိုဟွာနေစပြီးတော့ယူနန်နာနေစပြီးတော့သူတို့ရခိုင်ပြည်ကြောက်ချူအထိသွားတဲ့เนาะပြီးတော့မှအဲ့ဒီရေနံပိုက်လိုင်းတွေပဲဒီအဲ့ဒါကိုလည်းသူတို့ဒီဟိုရူဘီယိုတို့အုပ်စုတွေကသူတို့ဟိုအာယုံရှိတယ်ပေါ့လေအဲ့တော့အဲ့ဒါကိုလည်းသူတို့ဟိုအာယုံနဲ့ကိုပို့ပြီးတော့ဝင်အောင်လို့เนาะတို့တွေကဆက်သွယ်ပြီးတော့တင်ပြအောင်ပါပေါ့လေ ပြီးတော့မှဒီဗမာပြည်အကြောင်းကိုလည်းတကယ်ဖြစ်နေတဲ့အကြောင်းကိုလည်းတင်ပြအောင်ပေါ့ပြီးတော့ဒီကအစိုးရကနှစ်ပိုင်းရှိတယ်မှလားအဲ့တော့ဒီအုပ်ချုပ်ရေးအဖွဲ့ရှိတယ်အခု Trump အဖွဲ့ရပြီးလို့ရှိရင် Congress ရှိတယ်နော်တကယ်တော့သုံးပိုင်းရှိတယ်လေပြီးတော့ Judicial System ဆိုတာတရားရေးဆိုင်ရာရှိတယ်တရားရေးဆိုင်ရာကတော့သူတွေနဲ့သိမ်းဆိုင်ပေါ့နော်အဲ့တော့ Congress ကိုဗမာပြည်အကြောင်းကိုအခုဖြစ်နေတဲ့ဥစ္စာတွေနော်နော်အကူအညီလိုတယ်ဆိုတော့တစ်ချိန်လုံးသတိပေးထားဖို့လိုတယ် เนาะအဲ့တော့နှစ်ချက်ပေါ့ Congress ကို အတိပေးရမယ်တောင်းဆိုရမယ်ပြီးတော့ဒီအစိုးရဘိုင်းအဖွဲ့ရလည်းတောင်းဆိုနိုင်တဲ့လူတွေတောင်းဆိုရမှာပေါ့เนาะအဲ့တော့ဒီလူတွေကို nominate စလုပ်တယ်ရ nominate ဆိုတာ Trump ကစပြီးတော့ဒီ Rubio နိုင်ငံရေးဝန်ကြီးအနေနဲ့ခတ်မယ်ဆိုပြီးတော့ရွေးတဲ့အချိန်ကစပြီးတော့เนาะဒီကတို့တွေအုပ်စုတွေကသူတို့ဆက်သွယ်ပြီးတော့အာကျွန်တော်တို့ဘာမှပြီးတော့မမေ့ပါနဲ့ကျွန်တော်တို့ဘာမှပြီးမှဒီပြဿနာတွေရှိပါသေးတယ်เนาะ ပြီးတော့မှဒီမေရှားသတ္တူတွေအကြောင်းတို့အဲ့ဒီဆော်တော့ကလို China မြန်မာ economic corridor အကြောင်းတို့အဲအဲ့ဒါတွေကိုသူတို့ထပ်ခါတလဲလဲလीအဲ့လိုနှစ်ပတ်တစ်ခါလောက်စာရီပို့နော်အဲ့လိုဆက်သွယ်လို့ရတော့ဆက်သွယ်ပြီးတော့မှအဲ့ဒီအကြောင်းကိုဒီလို article တွေပဲရေးပေါ့အဲ့လိုဆောင်းပါးတွေပဲရေးရေးပြီးတော့နော်အဲ့လို publish လုပ်မဲ့လူအဲ့လို Eurasia review လို့ DBB လို့ဘာလို့မှထည့်ပေါ့လीထည့်ပြီးတော့အဲ့ဒီ article လေးကိုလည်းသူတို့ like ပို့ ီးတော့မှ Congress ကလူတွေပို့ပေါ့နော်အခုဒီ၄နှစ်မြောက်နော်ဒီအာဏာသိမ်း၄နှစ်မြောက်အဲ့ဒီအတွက်ကို Congress ကိုဗမာတွေအားလုံးကဝိုင်းပြီးတော့အဲ့ဒီကျွန်တော်တို့ဗမာတွေက Congress ကိုတိစေခြင်းနဲ့အရာများဆိုပြီးတော့ဆောင်းပါးတစ်ခုရေးထားတယ်ပေါ့အဲ့ဒါကို DBB ကတို့တွေကို Christmas present အနေနဲ့ Christmas Day မှာသူဟိုလုတ်ပြီးတာ publish လုတ်ပြီးတာ ဲ့တော့အဲ့ဒီ article article လို့ဘာကြောင့်ရေးရလဲဆိုလို့ရှိရင်အဲ့ဒါ article ကြတော့ဒီဟိုဟို publish လုပ်တဲ့လူတွေက fact check တွေပဲလုပ်တာပေါ့ကွာသိရမလားမဟုတ်တာတွေဆိုလက်မခံအောင်ဆိုတော့ဒါပို့ပြီးတော့ယုံကြည်မှုရှိရတာပေါ့နော်အဲ့တော့သူတို့ပို့အထင်ကြီးတာပေါ့ပြီးတော့မှအများကြီးသူတို့ကမဖတ်ချင်တော့အဲ့ဒီ article လေးအချင်းချင်းလေးတော့ကိုပဲအဲ့ဒီ email မှာထည့်ပြီးတော့အဲ့ဒီ article လို့ link လေးထည့်ပြီးတော့မှ ချို့တွေကျတော့အဲ့ link မကြိုက်ဘူးကမကြိုက်တဲ့လူကျတော့အဲ့လို PDF လုပ်ပြီးတော့တွဲပေးလိုက်ပြီးတော့သူတို့ပို့တာပေါ့လေပို့တော့ဒီမှာဘဲပေးတဲ့လူဆိုမဲဆန္ဒရှင်ဆိုရင်သူ့ရဲ့ဒီဟို Congress person ပေါ့နော် representative ပြီးတော့သူတို့ senator နော်သူတို့အဲ့ဒီကိုယ်စားလှယ်တွေအကုန်လုံးတိုက်ရိုက်ဆက်သွယ်ခွင့်ရှိတယ်။အဲ့တော့သူတို့တွေကိုဗမာပြည်ကိုလိုက်ပြီးတော့သူတွေပညာပေးရတော့ပေါ့ကစီယုံရတော့ပေါ့အဲခင်ဗျားတို့တိုင်းပြည်ကိုဒီလိုကူညီနိုင်ပါတယ် ဲ့တော့ဟောဒီမှာဒီ email template လေးပေါ့နမူနာလေးပြီးတော့မှဒီမှာကျွန်တော် screenshot တင်နဲ့ဒီဟိုခင်ဗျားတို့ရဲ့ဟိုဒီ congress person တို့ဘယ်လို access လုပ်ရလဲဆိုတာကိုဒီမှာကျွန်တော်ပြထားပါတယ်အဲ့ဒါကို Facebook delivery မှာတင်ဖို့ပါเนาะတင်ပြီးတော့သူတို့အဲ့ဒါခင်ဗျားတို့ကျွန်တော်တို့ဒါလုတ်ချင်ပါတယ်ဒီဒီစာကိုပို့ချင်ပါတယ်ပေါ့ခင်ဗျားတို့သဘောတူတယ်ဆိုပို့ပေးကြပါဆိုပြီးတော့လေအဲအဲ့ဒါမျိုးလိုက်စီးယုံနေအဲ့တော့လုတ်တဲ့လူတွေလည်းရှိပါတယ်တချို့လူတွေဆိုဟိုလုတ်ချင်လို့ ဂျေပိုက်ပေးလိုက်တာတော့မှသူတို့လက်နဲ့ကူပြီးတော့လေသူတို့ပို့တဲ့လူတွေရှိတယ်ဟာစောစောစီးစီးအဲ့တော့တချို့တွေကျတော့လည်းစိတ်မဝင်စားဘူးတချို့တွေကျတော့လည်းတိတ်ခတ်တယ်ဆိုပြီးတော့မပို့ဘူးပေါ့ကွာဒါပေမဲ့ဒီမှာကွန်ဂရက်စ်မင်နာ435ရောက်ရှိတယ်နော်ဆန်နေတာအခုလူပြိုဟိုလောက်တာဆိုရင်ကွန်ဖာမ်လို့တော့ဆို69ရောက်ရှိတယ်တရားပေါ့အဲ့တော့ဒီ900ကျော်ဦးတယောက်ချင်းလိုက်တွေ့ဖို့ဆိုတာမလွယ်ဘူးဒါပေမဲ့ဗမာတွေကအင်အားပြပြီးတော့နော်သူတို့ရဲ့ဒီဟို ကွန်ဂရက်မန်တွေသူတို့ရဲ့ဆန်နေတာတွေကိုအဲ့ဒီလိုလေးလေဟိုကျွန်တော်တို့ဒီမှာရှိပါသေးတယ်ဗမာပြည်ဆိုတာရှိပါသေးတယ်ကျွန်တော်တို့ဒီမှာဗမာပြည်မှာဒီတက်တနာတွေရှိပါတယ်เนาะတော့ကျွန်တော်တို့ဒီလိုလေးကူပါဆိုပြီးတော့เนาะတောင်းလို့ရှိရင်သူတို့ at least သိသွားမယ်ကွာဘာလို့လဲဆိုတော့ဒီ900ကျော်ထဲမှာ90လောက်ပဲဗမာပြည်ပဲနေရာမှာရှိတယ်ဗမာပြည်အကြောင်းသိတဲ့လူရှိပါတယ်အဲ့တော့များများသိလေကောင်းနေပဲလေ ဟုတ်ကဲ့ဆရာဆိုတော့နောက်တစ်ခုကကြာလေဒီအမေရိကန်အစိုးရဆိုင်ငံထားတဲ့ထောက်ပံ့မှုတွေကိုပြန်ရဖို့အတွက်ဆောင်ရွက်မယ်ဆိုပြီးတော့အန်ယူဂျီအစိုးရဘက်ကလည်းပြီးခဲ့တဲ့မကြသေးမီကလှုပ်ထားတဲ့သတင်းစာရှင်းလင်းပွဲမှာပြောသွားရှိတယ်ပေါ့နော်ဆိုတော့ဒါကရောဘယ်လောက်အတိုင်းအတာအထိအလုပ်ဖြစ်နိုင်မလဲရှင်အခုဟိုလူမှုရေးဆိုင်ရာအကူအညီတွေကတော့ပြန်ဖွင့်လိုက်ပြီလေပြန်ဖွင့်လိုက်ပြီဆိုတော့ဒီကိုနဲ့ဆိုင်ရာဆိုင်ရာကိုအပူကအမပေါ့နော် အဲ့ဒီမှာအပေါ်ကတော့ Rubio ကတော့နော်ဟိုအမိန်ထုတ်ပြီးတော့ဒါပြန်ဖွင့်ပေးလိုက်ပြီအဲ့တော့ခင်ဗျားတို့ဆက်ပေးပါပေါ့အဲ့တော့အဲ့ဒီဘက်ကတိတ်ဟို humanity ကတိတ်ပြဿနာမရှိဘူးဒီ development assistance ကြတော့နော်ဟိုသူတို့မြန်မြန်နော်ကျွန်တော်တို့ကိစ္စကအရေးကြီးပါတယ်ဗျာကျွန်တော်တို့အတွက်နော်အဲ့တော့ကျွန်တော်တို့မြန်မြန် review လုပ်ပေးပါဒါပေမဲ့စိုးစိုးရုံးကလို့ တိတ်ပြီးတော့စိုးစိုးဝါးဝါးမဖြစ်တဲ့ဥစ္စာဆိုရင်မြန်မြန်ထွက်လာလိမ့်မယ်ထင်တယ်။အဲလို DEI တို့ကဘာလို့လဲမညှိဘူး။နောက်ပြီးတော့အဲ့လိုဟိုဝင်ဆောင်မှုပေါ့က overhead တိတ်မမြင်ဘူးဆိုတာလေ။ဘာလို့လဲဆိုရင်ဒီဟို review ကသူကမှဒီ link ပြောသွားတာအာ senator က900ရာခိုင်နှုန်းပဲဟိုပို့ပို့ချင်တဲ့လူစီရောက်တယ်ဆိုတော့အဲ့ဒါမျိုးတိတ်ဆိုးနေတဲ့နေရာဆိုရင်တော့အဲ့ဒီ program ကပြုတ်မှာပေါ့လေ။ နော်ဒါပေမဲ့မှန်မှန်ကန်ကန်လှုပ်ထားတယ်မြ мян တော်တော်လှုပ်ထားတယ်ဆိုလို့ရှိရင်အဲ့ program တွေကိုမြ мян ပြန်ပြီးတော့ဖွင့်ပေးဖို့ဆိုတာတော့ပြောလို့ရနိုင်တယ်ထင်တယ်နော်ဟုတ်ကဲ့ပါကျမလုံခန်းပိုင်ပါနဲ့ဆရာဦးကျင်းကျွေကို မြစည်းမကိုအချိန်ပေးပြီးတော့ဖြည့်ပေးရတဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါโอเค